ကဲကျွန်တော်ဆက်လက်ပြီးတော့စနေသားသမီးတွေတပတ်တာကံကြမ္မာကိုလမ်းညွှန်ဟောကြားပြီးတော့မှာဖြစ်ပါတယ်အဲ့တော့73ရက် AB လ2025တနင်္ဂနွေနေ့ကနေ19ရက် AB လ2025စနေနေ့ထိတပတ်တာကာလအတွင်းစနေသားသမီးတွေကံကြမ္မာဘယ်လိုဖြစ်မလဲကျွန်တော်တို့ကြည့်လိုက်ကြရအောင်ကစနေသားသမီးမိတ်ဆွေများအတွက်ပါစနေသားသမီးမိတ်ဆွေများအနေနဲ့ဒီတစ်ပတ်မှာဆိုလို့ရှိရင်တော့ပညာရပ်ဆိုင်ရာကိစ္စတွေအထူးပဲကောင်းတယ် အဲ့တော့ဘာသာရေးနဲ့ပတ်သက်တဲ့ပွဲလန်းသဘင်အခါနာအလူတန်းဒီလိုကိစ္စမျိုးတွေအတွားလာရမယ်ကြုံရမယ်ဆိုတော့တပတ်တာဖြစ်ပါတယ်အဲ့တော့ပညာစာဆိုင်ရာကိစ္စတွေလည်းကောင်းတယ်ဆိုတော့ interview ပြင်မယ်ဟာအလုပ်သွားချောက်မယ်ဒါရီယာအလွန်ကောင်းတဲ့တပတ်တာဖြစ်ပါတယ်အဲ့တော့ကိုကပညာသင်ယူဖို့ရှိတယ်ပညာရက်နဲ့ပတ်သက်ပြီးလောက်ရာကိုင်းရာတွေရှိတယ်ဆိုတော့လောက်ကိုင်းအကောင်နဲ့ပေါ်ခြင်းဖြင့်အောင်မြင်မှာဖြစ်ပါတယ်အဲ့တော့ကြီးကဲသူအထက်လူကြီးတွေကကုညီတာမဆရာတာစောင့်ရှောက်တာမျိုးတွေရရှိတတ်တယ် ကန်ပိတ်နေတာတွေလက်ပိတ်နေတာတွေပြန်ပြီးတော့ပွင့်လာနိုင်တဲ့တပတ်တာကာလာမျိုးဖြစ်ပါတယ်အဲ့တော့ဒီတပတ်တာမှာဟုတ်လားကိုကလုပ်ငန်းရှင်တူဆရာတယောက်ဆိုရင်အဲအောက်လက်ငယ်သားကောင်းတပည့်လက်သားတွေဟုတ်လားအလုံသမားကောင်းနေကိုစီကိုရောက်ရှိလာတတ်တဲ့တပတ်တာဖြစ်တယ်ကိုကဘုံကလက်လာတဲ့တပတ်တာလို့ပြောလို့ရတယ်အဲ့တော့နာမည်ကုန်တင်ကြီးတာအများလေးစားတာဘုံတတ်တာကိုလောက်တာတွေကအကျိုးပေးအရာထင်တာမျိုးတွေဖြစ်လာတယ်အဲ့တော့ပြီးခဲ့တဲ့တလနှစ်လမှာမဖြစ်ခဲ့တဲ့ အလုတ်ကိစ္စတွေဒီတစ်ပတ်မှာပြန်လဲကြိုးစားခြင်းဖြင့်အောင်မြင်နိုင်မှုရလမ်းခွင့်များတဲ့တစ်ပတ်တာဖြစ်ပါတယ်အဲ့တော့ဒီတစ်ပတ်မှာကိုယ်ပိုင်လုပ်ငန်းအယောင်းဝယ်လုပ်တဲ့မိတ်ဆွေတွေအစွင်လဲအလုံးကံကောင်းတယ်ပို့ပြီးတော့လုပ်ငန်းတွေတိုးတက်မယ်အလားအမြတ်ဆုံးတွေရပြီးအကျိုးရှိမယ်ငွေကြေးအကျဉ်းစီအလုတ်ကံအကျဉ်းစီတွေအောင်မြင်မယ်ငွေကြေးလက်လာပဲပေါ်များတတ်တယ်အကူအညီအထောက်ပံ့တွေရရှိတတ်တယ်အဲ့သူကဒီနေရာမှာအခြေအနေတော်ကြီးမြစ်တာကြီးနဲ့ပတ်သက်ရင်တော့နည်းနည်းလေးနားလည်မှုလွဲတာအချိန်မပေးနိုင်တာစိတ်ဆိုးစိတ်ကောက်တာလေးတွေအနှဲ့ငယ်ဖြစ်တတ်တယ် ကြမ်းပိုင်နဲ့ပတ်သက်ညောင်းကြိုက်တာဟလာမျက်စီတို့ဇက်ကြောတတ်တာတို့ခေါင်းကြိုက်တာတို့မဆိုသလောက်အနှဲငယ်ဖြစ်တတ်တယ်။ကောင်းသောခီးတွေရှိမယ်။အရေးကြီးတဲ့ခီးစဉ်ကိစ္စတွေလှုပ်ဆောင်ခြင်းဖြင့်အောင်မြင်မယ်ဆိုတဲ့တပတ်တာဖြစ်ပါတယ်။ဒီတပတ်ဘလို့ပဲဖြစ်ဖြစ်အဲကိုစူးစမ်းခဲ့တာတွေကဒီတပတ်မှာတော့ပြန်လဲအရာထင်ပြီးပြန်လဲပြီးတော့အကျိုးကျေးဇူးထူပြီးဆိုတဲ့တပတ်တာဖြစ်ပါတယ်။အဲ့တော့ဆိုင်ကနာတွေဖွင့်မယ်အလုပ်ရွှေရှော့မယ်အင်တာဗျူး ဖြစ်မယ်အခြားသောအရေးကြီးကိစ္စတွေစီမံဆောင်ရွက်မယ်ဆိုရင်လှုပ်ချင်းပြအောင်မြင်တဲ့တပတ်တာဖြစ်ပါတယ်။ကံကောင်းမှပါတယ်။ဒီတပတ်မှာကံကောင်းလက်ရှင်ကဏ္ဍကတော့၃ခဏမှာယူပြီးတဲ့အကြောင်းကမိုးပြရအောင်ပါ။စနေသားသမီးမိတ်ဆွေများတို့ပါ။